ြီးခဲ့တဲ့ဇန်နဝါရီလကရုရှားနဲ့အီရန်တို့ရဲ့မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ်ဟာနှစ်ပေါင်းများစွာနှက်ဆိုင်လာခဲ့တဲ့ဆက်ဆံရေးကိုတရားဝင်အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာအစ္စရေးရဲ့ဆင်ဆက်မပြတ်နဲ့မကြုံစဘူးတိုက်ခိုက်မှုတွေခံနေရတဲ့အီရန်အတွက်ဗလာဒီမာပူတင်နဲ့ရုရှားရဲ့စစ်ရေးကူညီပေးနိုင်စွမ်းအပေါ်အားလုံးကမျက်စိတောက်ထောက်ကြည့်နေကြပါတယ်။အီရန်ရဲ့စစ်အင်အားကအရင်လိုမဟုတ်တော့ပါဘူး။အကယ်၍အီရန်သာပြိုလဲသွားရင် မော်စကိုအနေနဲ့အရှေ့လေပိုင်းမှာနောက်ထပ်ရေးကြီးတဲ့မဟာမိတ်တဦးကို ဆုံးရှုံးရမှာဖြစ်ပြီးဒါဟာတန်တရားဖြစ်ဖွယ်မရှိတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။အီရန်ရဲ့ဘာသာရေးကောင်းဆောင်ကြီးကရုရှားကိုထွက်ပြေးဖို့အစီအစဉ်တွေဆွဲနေတယ်လို့သိရပြီးသူ့အဆိုရလည်းပြိုလဲလူနေပါဖြစ်နေပါပြီ။ဆီးရီးယားရဲ့အရင်အာနာရှင်ဘတ်ရှားအာဆက်ကလည်းသူ့အာနာရှင်စနစ်ပြိုလဲပြီးနောက်မော်စကိုမှာရောက်နေပြီလို့သိရပါတယ်။တစ်ချက်တော့သိကြပါဗျာ။ ရုရှားရဲ့အရှေ့လယ်ပိုင်းကမဟာမိတ်ဟောင်းတွေဟာအခုဆိုရင်အင်အားချိနဲ့နေပြီးဒီအချိန်တွေကရုရှားကိုအရန်စိုးရိမ်စေပါတယ်။အထူးသဖြင့်အီရန်ဟာယူကရိန်းစစ်ပွဲမှာရုရှားအတွက်အရေးကြီးဆုံးလက်နက်ပံ့ပိုးသူတွေကတအူးဖြစ်ခဲ့ပါတယ်။အီရန်ကရုရှားကိုရေနံပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့လည်းကူညီပေးခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့အီရန်နဲ့ဆီးရီးယားဟာအနောက်နိုင်ငံတွေနဲ့ရုရှားရဲ့တိုက်ပွဲမှာအရေးပါတဲ့မဟာမိတ်တွေဖြစ်ခဲ့ကြတာပါ။ ရုရှားကပိတ်ဆို့ရေးယူခံရတဲ့နိုင်ငံအားလုံးတရုတ်ပါဝင်နိုင်ငံတွေနဲ့မဟာမိတ်ကြီးဖွဲ့ပြီးအမေရိကန်နဲ့နေတိုကို စုပေါင်းတိုက်ခိုက်ဖို့ရည်မှန်းခဲ့တာပါဒီအစည်းအဝေးတွေပြတ်ပြားသွားတာကိုမြင်တော့ရုရှားအတွက်ပြဿနာကြီးတစ်ခုဖြစ်လာခဲ့ပါပြီအီရန်နဲ့ဆီးရီးယားမှာဖြစ်ခဲ့တဲ့အခြေအနေမျိုးရုရှားမှာလည်းဖြစ်လာနိုင်ခြေရှိပါတယ်ဒါပေမဲ့ပထမဆုံးအနေနဲ့အီရန်နဲ့ဆီးရီးယားဟာရုရှားအတွက်ဘလောက်အထိရေးပါကလေးဆိုတာကြည့်ရအောင်ပါ အာဆက်ဆိုရဟာ2024ခုနှစ်ဒီဇင်ဘာလတုန်းကပြိုလဲခဲ့တာကြာပါပြီ။ဒါပေမဲ့ဒါကရုရှားအတွက်ဘလောက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လဲဆိုတာကိုရှော့မတွက်သင်ပါဘူး။အာဆက်ဟာ2015ခုနှစ်တုန်းကအမေရိကန်တူရကီနဲ့အခြားနိုင်ငံတွေရဲ့ကြောထောက်နောက်ခံပြုထားတဲ့အတိုက်အခံတွေရဲ့ဖြုတ်ချခြင်းခံရတော့မဲ့အခြေအနေရောက်နေချိန်မှာပူတင်ရဲ့ကျေးဇူးကြောင့်အာဏာတည်မြဲခဲ့တာပါ။ရုရှားကသူ့ရဲ့လေတပ်ကိုဆေးလွတ်ပြီးကြီးမားတဲ့ဘုံကျဲတိုက်ခိုက်မှုတွေနဲ့အာဆက်ကိုကူညီခဲ့ပါတယ်။ ်ပူတင်ကနမဲဇိုးနဲ့ကြော်ကြားတဲ့ဝါကနာပြည်သူစစ်ကိုစီးရီးယားမှာတိုက်ခိုက်ဖို့ဆီလွတ်ခဲ့ပါတယ်။သူဒီလိုလုပ်ခဲ့တာအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမတစ်ခုကရှေ့လေပိုင်းမှာ အမေရိကန်ကိုဆန့်ကျင်ဖို့အာဆက်ကိုကိရိယာတစ်ခုအဖြစ်အသုံးချခြင်းတာပါ။နောက်တစ်ခုကတော့သူစီးရီးယားရဲ့မဟာဗျူဟာမြောက်တန်ဖိုးကိုမြင်ခဲ့လို့ပါပဲ။ပူတင်ဟာအာဆက်မိသားစုနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာကြားပါပြီ။စီးရီးယားဆိုရကရုရှားကို မြေထဲပင်လယ်ကတာဆပ်စိတ်ကန်းလိုအရေးပါတဲ့စိတ်ကန်းတစ်ခုကို ဝင်ခွင့်ပေးခဲ့ပြီးအနီးအနားမှာလေတက်ခြေဆိုင်စခန်းတစ်ခုလည်းပေးခဲ့ပါတယ်။ဒါကရုရှားကိုမြောက်အာဖရိကတောင်ပိုင်းဥရောပနဲ့အရှေ့လယ်ပိုင်းမှာစစ်ရင်အားပြသဖို့ခွင့်ပြုခဲ့တာပါ။ဒါပေမဲ့2024ခုနှစ်မှာတပုံတွင်ရုတ်တရက်ပြန်လည်အင်အားကြီးလာခဲ့တဲ့အချိန်မှာတော့အာဆက်ဆိုးရကအရန်ကိုအားနေနေပြီဖြစ်ပြီးရပ်ပိုင်းတွင်းမှာပဲပြိုလဲခဲ့ပါတယ်။ဆီးရီးယားဆိုးရသစ်ကတာဆပ်စိတ်ကန်းငှားရမ်းမှုကိုရပ်ဆိုင်းခဲ့ပြီး ရုရှားတပ်ဖွဲ့တွေလည်းဖြည်းဖြည်းချင်းဆုတ်ခွာခဲ့ရပါတယ်။စီးရီးယားမှာသူတို့နှစ်ပေါင်းများစွာကြိုးပမ်းခဲ့တာတွေဟာဘာရလက်မှမရှိဘဲရုတ်တရက်ပြီးဆုံးခဲ့ပါတယ်။ဒါကရုရှားဘက်ကအားနည်းချက်ကိုလည်းပြသနေပါတယ်။ဘာလို့လဲဆိုတော့သူတို့ကတပုံတွေကိုတိုက်ခိုက်တာကိုလက်လျှော့လိုက်လို့ဖြစ်နေတာပါ။ဖြစ်နိုင်တာကယူကရိန်းမှာအရန်အာယုံများနေလို့သူတို့ရဲ့အရင်းမြစ်အားလုံးကိုအဲ့ဒီပြိပခါမှာပဲအာယုံဆိုင်ခဲ့ရတာဖြစ်နိုင်ပါတယ်။အရှေ့လေပိုင်းကပိုအရေးကြီးတဲ့မဟာမိတ်ဖြစ်တဲ့အီရန်မှာလည်း အလားတူအခြေအနေမျိုးဖြစ်လာနိုင်တယ်ဆိုတာသူတို့မသိခဲ့ကြပါဘူး။ဘာပဲဖြစ်ဖြစ်အီရန်ရဲ့အေယာမဒုံးကျည်တဲ့ drone လက်နက်တိုက်ကြီးကအစ္စရေးနဲ့ပဋိပက္ခဖြစ်တာကနေကာကွယ်ပေးတင်တာပါ။ဒါအပြင်ရုရှားကအီရန်ကိုသူ့ရဲ့အကောင်းဆုံးဒုံးကျည်ကာကွယ်ရေးစနစ်တွေဖြစ်တဲ့ S300 နဲ့ S400 မြေပြင်ဝေဟင်ဒုံးကျည်စနစ်တွေကိုပေးခဲ့ပါတယ်။ဒါတွေကအစ္စရေးတိုက်လေယာဉ်တွေကို တားဆီးဖို့ရည်ရွယ်ခဲ့တာပါ။ဒါပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ အစ္စရေးကရုရှားလို့လေကြောင်းရန်ကာကွယ်ရေးစနစ်အားလုံးကိုပြစ်ချပြီးအီရန်ကောင်းကင်ယံမှာလေကြောင်းအသာတီးရခဲ့ပါတယ်။ဒါကအစ္စရေးကိုအီရန်စစ်တပ်နဲ့အစိုးရပြစ်မှတ်တွေကိုတိုက်ခိုက်ခွင့်ရသေးခဲ့ပါတယ်။ဒီလိုဖြစ်လာတဲ့ရုရှားအတွက်အကျိုးဆက်တွေမပြောခင်ဒီနိုင်ငံနှစ်ခုဘလောက်အထိရင်းနှီးခဲ့ကြလဲဆိုတာကိုအရင်ကြည့်ရအောင်ပါ။သူတို့ရဲ့မိဖက်ဆက်ဆံရေးရဲ့အဓိကအကြောင်းရင်းကတော့နှစ်ဦးစလုံးအမေရိကန်ကို စန့်ကျင်ကြတာပါပဲ။ အီရန်တွေကရှေ့လေပိုင်းမှာအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုကိုလုံးဝမကြိုက်ကြပါဘူး။အီရတ်၊ဆီးရီးယား၊အာဖဂန်နစ္စတန်နဲ့လီဗျားတို့မှာဝင်ရောက်ဆွတ်ဖက်တာကို သူတို့မုန်းတီးကြပြီးသူတို့အလှည့်ဖြစ်လာမှာကိုလည်းကြောက်ရွံ့ကြပါတယ်။ဒါပေမဲ့အရေးကြီးဆုံးကတော့အစ္စရေးကိုအမေရိကန်ရဲ့ပံ့ပိုးမှုပဲဖြစ်ပါတယ်။နှစ်တွေတခြားအမေရိကန်ကအစ္စရေးကိုစည်ရေးကူညီဒေါ်လာ228ဘီလီယံပေးခဲ့ပါတယ်။အီရန်နဲ့အစ္စရေးကရန်သူကြီးတွေဖြစ်ပြီးအီရန်ကအစ္စရေးပျောက်ကွယ်သွားစေချင်ပါတယ်။ တစ်ချိန်တည်းမှာပဲရုရှားကလည်းဥရောပမှာအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုကိုမကြိုက်ပါဘူး။ပူတင်ကဆိုဗီယက်ယူနီယံပြိုလဲပြီးနောက်နေတိုးရဲ့စစ်ရေးချဲ့ထွင်မှုကိုမုန်းတီးခဲ့ပါတယ်။ဒါကြောင့်လည်းယူကရိန်းကိုကျူးကျော်ပြီးဒါကိုရပ်တန့်ဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒီလိုရည်ရွယ်ချက်တွေတူညီနေတာကြောင့်ရုရှားနဲ့အီရန်နှစ်နိုင်ငံစလုံးဟာမကြသေးခင်ကအချင်းချင်းပန့်ပိုးကူညီမှုတွေစတင်ခဲ့ကြပါတယ်။ Syria စစ်ပွဲမှာ Iran နဲ့ Russia တို့ဟာ အာဆက်ကိုအနောက်နိုင်ငံတွေကိုတွန်းလှန်ဖို့ရည်ရွယ်ချက်တစ်ခုနဲ့ဘေးကျင်းရှင်ပြီးပူးပေါင်းခဲ့ကြပါတယ်။ရုရှားကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတီထောင်ရမှာကူညီခဲ့ပြီးဘူရှီယာနျူကလ িয়ার ဓာတ်အားပေးဆက်ယုံတည်ဆောက်ရမှာကူညီပေးခဲ့ပါတယ်။ဒါကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုတည်ဆောက်ပေးခဲ့ပြီးနောက်ပိုင်းမှာအရက်ဘတ်သုံးအတွက်လိုအပ်တဲ့ပမာဏထက်အများကြီးပိုပြီးယူရေနီယံကိုတန့်စင်စေခဲ့ပါတယ်။ဒါပေမဲ့2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးနောက် ပူးပေါင်းဆောင်ရွက်မှုတွေပုံမိုကျေပြန့်လာခဲ့ပါတယ်။အီရန်ကယူကရိန်းစစ်ပွဲအတွက်ရှားဟက်ကာမီကာဇီဒရုန်းအမြောက်အများကိုရုရှားကိုထောက်ပံ့ပေးခဲ့ပါတယ်။ခံမှန်းခြေမျိုးမျိုးရှိပေမဲ့အီရန်က ထောင်ပေါင်းများစွာထောက်ပံ့ခဲ့ပုံရပါတယ်။အီရန်ကရုရှားကိုအီရန်အီရန်ဒီဇိုင်းဒရုန်းတွေကိုရိုင်းထုတ်လုပ်နိုင်မဲ့စက်ယုံတိစောက်ဖို့လည်းကူညီပေးခဲ့ပါတယ်။အီရန်က1980ပြည့်နှစ်တွေကတည်းကဒရုန်းတွေမှာယင်းနှိမ့်နိုင်ခဲ့တာကြောင့်နီလန်းများစွာနဲ့ရုရှားထက်ပိုအဆင့်မြင့်ပါတယ်။ ရုရှားဟာဒီအီရန်ဒရုန်းတွေကိုယူကရိန်းမှာနေတိုင်းဒီပါအုံပြုနေပြီးယူကရိန်းရဲ့စွမ်းအင်ကွန်ရက်နဲ့လူဦးရေထူထပ်တဲ့ဒေသတွေကိုပိတ်မှတ်ထားပြီးပျက်စီးစေဖို့အဓိကအုံပြုနေပါတယ်။ဒါပေမဲ့ရှားဟတ်ဒရုန်းတွေရဲ့လှုပ်ဆောင်ချက်ကအကြမ်းဖက်မှုဖြန့်ကျက်တာထက်ပိုပါတယ်။ဒရုန်းတွေကအရန်စီးပေါ်တဲ့အတွက်ရုရှားအနေနဲ့ယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအားနေစေပါတယ်။ဒရုန်းတွေကိုဖြတ်ချတာထက်ထုတ်လုပ်တာကပိုခက်ခဲပါတယ်။ဒီနီလန်နဲ့အီရန်ဒရုန်းတွေဟာ ရုရှားရဲ့စစ်ပန်းဆန်တဲ့မဟာဗျူဟာမှာအရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပြီးဒီနည်းအားဖြင့်ရုရှားကအီရန်ကိုတကယ်ပဲအားကိုးနေရပါတယ်။ဒါပေမဲ့ရုရှားမှာလည်းအီရန်လိုအပ်တဲ့အရာတွေရှိပါတယ်။ရုရှားမှာအီရန်ထပ်ပိုကောင်းတဲ့စစ်ပတ်သုံးပစ္စည်းဟောင်းတွေရှိပါတယ်။ဒါမှမဟုတ်အီရန်ရဲ့ယူဆချက်ကတော့ဒီလိုပါပဲ။ဘာလို့လဲဆိုတော့အီရန်ကရုရှားရဲ့ S300 Top M1 နဲ့မကြသေးခင်ကဝယ်ယူခဲ့တဲ့ S400 လိုလေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုဝယ်ယူပြီးတဲ့နောက် သူ့ကိုယ်သူလုံခြုံပြီလို့ထင်ခဲ့တာပါဒါပေမဲ့ဒါရီအားလုံးအစ္စရေးကိုစန့်ကျင် တိုက်ခိုက်ရမှာကြာရှုံးခဲ့ပါတယ်အီရန်ကရုရှားစီကနေတိုက်လေရင်တွေနဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေရဖို့လဲကြိုးစားခဲ့ပါတယ်2023ခုနှစ်တုန်းကရုရှားက Sukhoi Su-35 တိုက်လေရင်တွေ MIL MI-28 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ YAK-130 ဂျက်တင်တဲ့လေယာဉ်တွေကိုအီရန်ကိုရောင်းချခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါတယ် ဒါက SU35 ဟာအလွန်အဆင့်မြင့်တဲ့တိုက်လေယာဉ်ဖြစ်ပြီးအရင်ကအီရန်ဟာ F14 နဲ့ F4 လိုခေတ်နောက်ကျတဲ့လေယာဉ်တွေပေါ်မှီခိုနေခဲ့ရတာကြောင့်ပြောင်းလဲသွားစေလိမ့်မယ်လို့ယူဆခဲ့ပါတယ်။ဒါပေမဲ့မကြာသေးခင်ကအစ္စရေးနဲ့တိုက်ခိုက်မှုတွေကဒီရုရှားတိုက်လေယာဉ်အစ်တွေနဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကိုမတွေ့ရပါဘူး။အစ္စရေးမှာသူ့ရဲ့ F35 တွေနဲ့အီရန်ကောင်းကင်ယံမှာလေကြောင်းအသာစီအပြည့်အဝရှိနေပါပြီ။ဒါကြောင့်ရုရှားက SU35 တွေကိုအီရန်စီမပို့သေးတာဖြစ်နိုင်တယ်လို့ ဒါမှမဟုတ်သူတို့အတုံးမပြုတ်နိုင်သေးတာလည်းဖြစ်နိုင်ပါတယ်။လေချောင်းရံကာဝေးရေးစနစ်တင်တဲ့တိုက်လေရင်တွေထပ်ပိုးရေးကြည့်တဲ့ကိစ္စကြီးတစ်ခုကစစ်ဘက်သုံးဂျိုတူတွေနဲ့ပတ်သက်ပါတယ်။စစ်ဘက်သုံးဂျိုတူတွေကတိုင်းပြည်တစ်ခုကိုတိကျတဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နိုင်စေပြီးဒီကိစ္စမှာအီရန်ကအများကြီးနောက်ကျနေပါတယ်။သူတို့မှာဒုံးကျည်တွေရှိပေမဲ့သူတို့ရဲ့ပုံရိပ်ဖော်ဂျိုတူတွေကအရေးအသွေးဆိုပါတယ်။အာကာသာရဲ့လွှတ်တိုက်မှုတွေကြာရှုံးခဲ့ပြီးသူတို့ရဲ့ဂျိုတူတွေကလည်းပတ်လန်းမတည်ငြိမ်ပါဘူး။ ဒါပေမဲ့ရုရှားကအီရန်ကိုအမိလိုက်နိုင်ဖို့ကူညီပေးနေပါတယ်။အီရန်ကိုသာဂျိုဒူတွေလွတ်တင်ပေးနေပြီးဂျိုဒူတွေကိုဘလို့ပိုသေးအောင်လုပ်မလဲဆိုတဲ့ဤပညာပိုင်းဆိုင်ရာအသိပညာတွေပေးဖို့အီရန်နဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်။ထူးဆန်းတဲ့ theory တစ်ခုကတော့ရုရှားဟာအီရန်ကိုနျူကလ িয়ার လက်နက်တွေတိစောက်ဖို့ကူညီပေးနိုင်တယ်ဆိုတာပါပဲ။ရုရှားကဒီနယ်ပယ်မှာကျွမ်းကျင်မှုရှိတာသိကြပြီးမြဲအီရန်ကိုတကယ်ကူညီပေးမလားဆိုတာတော့လုံးဝခံမှန်းချက်တတ်တတ်ဖြစ်ပြီးတော်တော်လေးအသေးအတန်လှုပ်ဆောင်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ဘလို့ပဲဖြစ်ဖြစ်နျူကလ িয়ার လက်နက်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရုရှားနဲ့အီရန်တို့ဟာတေချာပေါက်ပုံမူနှိစက်လာနေပါတယ်ဒီနှစ်ဇန်နဝါရီလမှာရုရှားနဲ့အီရန်သမ္မတတို့ဟာမော်စကိုမှာပြည်စုံတဲ့မဟာဗျူဟာမြောက်ဘိတ်ဖက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်ဒီစာချုပ်ရဲ့ရည်ရွယ်ချက်တွေကတခုကတော့စီးပွားရေးဆက်ဆံရေးနဲ့နှစ်ဖက်ကုံသွယ်ရေးတွေကိုတိုးတက်စေဖို့ပဲဖြစ်ပါတယ်အီရန်နဲ့ရုရှားဟာကမ္ဘာပေါ်မှာအရေးယူပိတ်ဆို့ခံရသောနိုင်ငံဖြစ်တာကြောင့်ဒီလိုအရေးယူပိတ်ဆို့ခံရတဲ့နိုင်ငံချင်းကူညီကြတယ်လို့ပြောရမှာပါ။ ။အစ္စရေးရဲ့တိုက်ခိုက်မှုကရုရှားနဲ့အီရန်ကြားမဟာမိတ်ဆက်ဆံရေးမှာအဓိကအားနည်းချက်တစ်ခုကိုလည်းဖော်ထုတ်ပြသခဲ့ပါဗျာ။ဘာလို့လဲဆိုတော့ရုရှားကတကယ်တမ်းဝင်ရောက်ဆွတ်ဖက်ဖို့စိတ်ဝင်စားခဲ့လို့ပါပဲ။ရုရှားကဒီနိုင်ငံကဥပဒေချိုးဖောက်မှုကိုအစ္စရေးကိုရှုတ်ချခဲ့ပါတယ်။ဒါကခရမ်လင်ကနေလာလာဖြစ်လို့တန်တရားဖြစ်ဖွယ်တော့ရှိပါတယ်။ဒါပေမဲ့ဒီထုတ်ပြန်ချက်ကလွဲလို့ရုရှားကအီရန်အစိုးရအတွက်လက်နက်ထောက်ပံ့မှုစကားနဲ့တောင်ကတိမပေးခဲ့သလို့ အီရန်ကိုနောက်ထပ်ပစ္စည်းကိရိယာတွေလည်းမပို့ခဲ့ပါဘူးရုရှားရဲ့ဒီလိုအကူအညီမပေးမှုကအချက်နှစ်ချက်ကိုထင်ဟပ်ပြသနေပါတယ်ပထမတစ်ခုကယူကရိန်းမှာရုန်းကန်နေရတာကြောင့်ရုရှားမှာအီရန်ကိုကူညီဖို့အပိုအရင်းမြစ်တွေမရှိပါဘူးတစ်ချိန်တည်းမှာစစ်ပွဲနှစ်ခုမှာပါဝင်ပတ်သက်ဖို့မတက်နိုင်ပါဘူးဒါက2024ခုနှစ်ဒီဇင်ဘာလမှာစီးရီးယားမှာဘာတွေဖြစ်နေလဲဆိုတာမြင်ခဲ့ရကြတဲ့ကရှင်းနေပါပြီရုရှားရဲ့အကူအညီမပေးမှုက အဲ့ဒီကအစိုးရပြိုလဲရခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒုတိယချက်ကတော့အီရန်နဲ့ဆက်ဆံရေးဟာဘယ်တော့မှစစ်မှန်တဲ့မိတ်ဆွေဖွဲ့ခြင်းမဟုတ်ခဲ့ဘူးဆိုတာကိုလည်းပြသနေပါတယ်။ဒါကိုနားလည်ဖို့သမိုင်းကြောင်းကိုနည်းနည်းပြန်ကြည့်ဖို့လိုပါတယ်။နှစ်နိုင်ငံကြားကရင်းနှီးတဲ့ဆက်ဆံရေးဟာ1650ခုနှစ်မှာ ပထမဆုံးရုရှားပါရှန်စစ်ပွဲစတင်ကတည်းကစတင်ယိုယွင်းခဲ့ပါတယ်။ဒီစစ်ပွဲတွေဟာ1826ခုနှစ်မှာစတင်တဲ့ ပြင်စမမြောက်ရုရှားပါရှန်စစ်ပွဲအထိဇက်တိုက်ဖြစ်ပွားခဲ့ပြီးအဲ့ဒီအချိန်မှာအားကောင်းတဲ့ရုရှားအင်ပါယာဟာအီရန်မြောက်ပိုင်းကိုသိမ်းပိုက်ပြီးသူ့ရဲ့ဩဇာအောက်မှာထားရှိခဲ့ပါတယ်1908ခုနှစ်မှာရုရှားအင်ပါယာနဲ့ဗြိတိရှ်အင်ပါယာတို့ဟာအီရန်ကိုဩဇာလွှမ်းမိုးမှုနယ်ပယ်၃ခုဖြင့်ပိုင်းခြားခဲ့ပါတယ်ဒါကအီရန်အတွက်ကြီးမားတဲ့ရှက်စရာကောင်းခဲ့ပါတယ်ရုရှားတော်လှန်ရေးကာလမှာရုရှားတွေခဏတာဆုတ်ခွာသွားပြီးမြေ1920ပြည့်နှစ်မှာ ဆိုဗီယက်တွေပြန်ရောက်လာပြီးအီရန်မြောက်ပိုင်းဒေသတွေကိုသိမ်းပိုက်ခဲ့ပါတယ်။သူတို့ဟာဒုတိယကမ္ဘာစစ်ပြီးနောက်1946ခုနှစ်မှာမှစုခွာသွားခဲ့ပါတယ်။1953ခုနှစ်မှာ CIA နဲ့ MI6 တို့ကရေနံအရင်းမြစ်တွေအတွက်အီရန်ကိုအာဏာသိမ်းပြီးအီရန်ကိုအနောက်နိုင်ငံတွေနဲ့ပေါင်းစပ်စေခဲ့ပါတယ်။ဒါကြောင့်အီရန်ဟာဆိုဗီယက်ယူနီယံရဲ့ရန်သူဖြစ်လာခဲ့ပါတယ်။1989ခုနှစ်အီရန်တော်လှန်ရေးပြီးနောက် အစ္စလာမ်ရဲ့အစိုးရအသစ်တက်လာချိန်မှာတော့အခြေအနေတွေကတိုးတက်မလာခဲ့ပါဘူး။တနေ့ကျမှဆာဒန်ဟူစိန်ကအီရန်ကိုကျူးကျော်ပြီးကြမ်းတမ်းတဲ့ Iraq Iran စစ်ပွဲကိုစတင်ခဲ့ပါတယ်။ Soviet Union ဟာအစပိုင်းမှာကြားနေခဲ့ပေမဲ့1982ခုနှစ်မှာတော့ Iraq ကိုအပြည့်အဝထောက်ခံခဲ့ပါတယ်။ဒါဟာ Iran ရဲ့အစ္စလာမ်ရဲ့အစိုးရအသစ်ကိုမကြိုက်တာနဲ့နှစ်နိုင်ငံရဲ့တမိုင်းကြောင်းအရရန်ဖြစ်ခဲ့မှုတာတွေကြောင့်ဖြစ်ပါတယ်။ ဒီသမိုင်းကြောင်းတွေဟာရုရှားနဲ့အီရန်ဘာကြောင့်အကောင်းဆုံးမိတ်ဆွေတွေမဟုတ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်2009ခုနှစ်မှာအီရန်ကိုရုရှားရဲ့ CSTO Collective Security Treaty Organization ကိုဝင်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ဘယ်တော့မှအကောင်အထည်ပေါ်မလာခဲ့ပါဘူးအီရန်ကသမိုင်းကြောင်းနဲ့မဟာဗျူဟာမြောက်အကြောင်းရင်းတွေကြောင့်ရုရှားကိုမယုံကြည်တာဖြစ်နိုင်ပါတယ်အယူဝါဒအရလည်းဒီနှစ်နိုင်ငံဟာလုံးဝလိုက်ဖက်မှုမရှိပါဘူး။အီရန်ဆိုရကအစ္စလာမ်ဘာသာရေးကိုအပြင်းထန်ကင်ဆွဲထားပြီ ီနှစ်နိုင်ငံပိုင်ဆိုင်တဲ့တခုတည်းသောတူညီချက်ကတော့အာနာရှင်အစိုးရဖြစ်တာပါပဲ။ဒါကြောင့်မကြသေးခင်ကအစ္စရေးကအီရန်ကိုတိုက်ခိုက်တဲ့အခါရုရှားကရိုးရှင်းစွာပဲနောက်ဆုတ်သွားခဲ့ပါတယ်။ဒါကရုရှားဟာအီရန်အစိုးရကိုအတုံးချခြင်းရုံတတ်တတ်ဖြစ်ပြီးတကယ်တမ်းကာဝယ်ပေးဖို့စိတ်ဝင်စားဘူးဆိုတာပြသနေပါတယ်။ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးပြောရရင်အစ္စရေးကအီရန်မှာလှုပ်ဆောင်နေပုံနဲ့ရုရှားကယူကရိန်းမှာလှုပ်ဆောင်နေပုံတွေရဲ့ကွဲခြားချက်ဟာအများကြီးပြောပြနေပါတယ်။ အခြေခံအဖြစ်ဒါကအမေရိကန်ကြောထောက်နောက်ခံပြုမဟာမိတ်အဖွဲ့ကပိတ်ဆို့အရေးယူခံရတဲ့နိုင်ငံတွေရဲ့မဟာမိတ်အဖွဲ့ကိုဘလို့စွမ်းဆောင်လဲဆိုတာကိုပြသနေပါဗျ။ရုရှားကယူကရိန်းကိုနှစ်ပေါင်းများစွာတိုက်ခိုက်နေပေမဲ့တိုးတက်မှုအနေငယ်သာရှိခဲ့ပါဗျ။ဒါပေမဲ့ရက်အနေငယ်တွင် အစ္စရေးကအီရန်စစ်တပ်ရဲ့အများအပြားကိုထိခိုက်ပျက်စီးစေခဲ့ပါဗျ။ရုရှားကယူကရိန်းမှာတိုက်လေယာဉ်တွေအများကြီးဆုံးရှုံးနေရပေမဲ့အစ္စရေးကတော့ကောင်းကင်ယမ်မှာလွတ်လွတ်လပ်လပ်လှုပ်ရှားပြီး ပြစ်မှတ်တွေကိုတိုက်လေရင်တစင်းမှမဆုံးရှုံးပဲဘုံကျဲနိုင်ပါတယ်။အခုချိန်ထိရုရှားကဇယ်လန်စကီးနဲ့သူ့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကိုပြစ်မှတ်ထားနိုင်ခြင်းမရှိသေးပေမဲ့အစ္စရေးကတော့ IRGC Iran တော်လှန်ရေးအဆောင်တပ်ဖွဲ့ရဲ့ထိတ်တန်းခေါင်းဆောင်တွေကိုဖယ်ရှားနိုင်ခဲ့ပါတယ်။ဒီလိုနှိုင်းရှင်ချက်တွေအများကြီးရှိပါသေးတယ်။ဒါကအနောက်တိုင်းစစ်တပ်တွေဟာပိုကောင်းတဲ့လက်နက်တွေပိုကောင်းတဲ့ဒီပညာတွေနဲ့ပိုကောင်းတဲ့ထောက်လှမ်းရေးအေဂျင်စီတွေနဲ့တာလုံနေဆိုတာကိုတေချာပေါက်ဖော်ပြနေပါတယ်။ ဘာလို့လဲဆိုတော့ယူကရိန်းနဲ့အစ္စရေးတို့နှစ်နိုင်ငံစလုံးမှာတူညီတာကအနောက်တိုင်းရဲ့ရန်ပုံငွေနဲ့လက်နက်တွေနဲ့တိုက်ပွဲဝင်နေကြပြီးအနောက်တိုင်းထောင်လန်းရေးအဖွဲ့တွေရဲ့သတင်းအချက်အလက်တွေကိုရရှိနေကြလို့ပါပဲအထူးသဖြင့် American ပြည်ထောင်စုဟာသူတို့ရဲ့အကြီးဆုံးကြောထောက်နောက်ခံပြုသူဖြစ်ပါတယ်။အီရန်နဲ့ယူကရိန်းကဒီပတိပခနှစ်ခုကိုကြည်ရင်စိတ်ဝင်စားစရာမေးခွန်းအချို့ပေါ်လာပါတယ်။အီရန်ကဒီလောက်အားနေနေရင်ရုရှားကရောဘယ်လိုလဲ။နှစ်နိုင်ငံကြားမှာတူညီမှုတွေအများကြီးရှိပါတယ်။ နိုင်ငံနှစ်ခုစလုံးဟာသူတို့ရဲ့စွမ်းရည်ထက်ကျော်လွန်ပြီးကြိုးစားခဲ့ကြပါတယ်။အီရန်ကသူ့ရဲ့ခုခံရေးမဟာမိတ်နဲ့အရှေ့အလယ်ပိုင်းကိုကင်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့အစ္စရေးနဲ့တိုက်ခိုက်ပြီးတဲ့နောက်အခုတော့အားနည်းနေပါပြီ။အီရန်ဆိုရကသူ့ရဲ့ပြိုလဲခြင်းကိုကိုယ်တိုင်လက်မှတ်ထိုးလိုက်သလိုပါပဲ။ရုရှားအတွက်လည်းအလားတူပါပဲ။သူကသူ့ရဲ့အမျိုးသားနယ်နိမိတ်တွေထက်ကျော်လွန်ပြီးဩဇာလွှမ်းမိုးမှုနယ်ပယ်ကိုလိုချင်ခဲ့တာပါ။ဒါပေမဲ့ယူကရိန်းမှာကြီးမားတဲ့မှားယွင်းတွက်ချက်မှုတစ်ခုလုပ်ခဲ့ပါဗျ။ ဘာလို့လဲဆိုတော့နေတိုးနဲ့တိုက်ခိုက်ရလိမ့်မယ်လို့မမျှော်လင့်ခဲ့လို့ပါတရားမျှတအောင်ပြောရရင်ရုရှားနဲ့အီရန်ကြားမှာအထူးကကွာခြားချက်တခုရှိပါတယ်ရုရှားမှာကမ္ဘာပေါ်မှာအကြီးဆုံးနျူကလ িয়ার လက်နက်တိုက်ရှိပြီးအမေရိကန်ကအနီးကပ်လိုက်နေပါတယ်တချိန်တည်းမှာပဲအီရန်မှာနျူကလ িয়ার လက်နက်မရှိပါဘူးတနည်းအားဖြင့်ဒီနျူကလ িয়ার လက်နက်တွေကပြည်ပနိုင်ငံတွေကနေအစိုးရကိုကာကွယ်ပေးတာပါ ဘာလို့လဲဆိုတော့ရုရှားရဲ့နျူကလ িয়ার ချိန်းချောက်မှုတွေတရားဝင်ဟုတ်မဟုတ်ဘယ်သူမှစမ်းကြည့်ကြင်မှာမဟုတ်လို့ပါပဲ။ဒါကြောင့်လေအီရန်ကနျူကလ িয়ার လက်နက်တွေကိုတွန်းအားပေးနေတာပါ။ဒါပေမဲ့နျူကလ িয়ার လက်နက်တွေကသူ့ရဲ့ပြည်သူလူထုစီကနေအစိုးရကိုကာဝယ်ပေးမှာမဟုတ်ပါဘူး။မဟာမိတ်တွေနဲလာလာနဲ့မြားရုရှားဟာသူ့စစ်ပွဲနဲ့သူ့ရဲ့စီးပွားရေးပြဿနာတွေကိုသူ့ဘက်သားသူဖြေရှင်းဖို့ကြံခဲ့ပါတယ်။ဖိအားတွေကအချိန်ကြာလာတာနဲ့မျှပိုပြီးတိုးလာမှာဖြစ်ပြီးအဲ့ဒါက ရုရှားကအစိုးရလည်းပြိုလဲသွားနိုင်တယ်လို့ဆိုလိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ